မင်္ဂလာပါဇာနီကနေကြိုဆိုပါရစေဒီနေ့တော့အီဂျစ်ဌာနရဲကနတ်ဖျားမာတွေကိုတွေ့ဖို့ရှေးအောင်အီဂျစ်ရဲ့သဲရီစီခီးထွက်ကြပါမယ်မက်တီနေနေကတော့ ISIS ပါ ISIS ဟာဘဝပေါ်မှာအကျော်ကြားဆုံးနတ်ဖျားမာတွေကတယောက်ပါသူကကုသချင်းနဲ့မှောပညာတွေကိုအထူးကျွမ်းကျင်သူလို့သိရပါတယ် တေလွန်သူတွေကိုကာဝယ်ပေးပြီးနဖျားအိုဆိုင်းရစ်ရဲ့တစ္ဆာရှိဇနီးတယောက်လည်းဖြစ်ပါတယ်။အိုဆိုင်းရစ်အသက်ခံရတော့ ISIS ကမှော်ပညာသုံးပြီးသူ့ခင်ပုံအသက်ပြန်သွင်းပေးခဲ့တာပါ။ဒီချက်ကသူမဘလော့အစွမ်းထက်လဲဆိုတာကိုပြသနေရဖြစ်ပါတယ်။ ISIS ဟာ HOS ရဲ့မိခင်လည်းဖြစ်ခဲ့ပြီးသူ့ကိုစက်ကြံကနေကာဝယ်ဖို့လျှို့ဝှက်စွာပြိုးထောင်ပေးခဲ့သူပါ။သူမဟာအီဂျစ်လူမျိုးတွေအတွက်မေတ္တာဆွမ်းအားနဲ့ဖျားအကာအကွယ်ရဲ့သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကတော့ဟာတော့ပါ။ဟာတော့ဟာအီဂျစ်တပ်သနာမှာပျော်ရွှင်မှုရဲ့နာမည်ပါ။ တေဒအကအလှတရားနဲ့မိခင်ဘဝကိုထိန်းချုပ်သူဖြစ်ပြီးတေဆုံးသူတွေကိုအတားလိုက်မှပျော်ရွှင်စေဖို့ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။ဒါကြောင့်လူတွေကဟာတော့အတွက်တချင်းဆိုဘုံဒီအကဝဲကြီးကျင်းပလိရှိကြပါတယ်။နံပါတ်3တယောက်ကတော့ဆက်ခမက်ပါ။ဆက်ခမက်ဟာကြံတန်းပါတယ်။သူ့မှာချင်းသေးကောင်းနဲ့မီလီယံလိုမျိုးလုံးတွေရှိပါတယ်။စစ်ပွဲရဲ့ကပ်ဘေးနဲ့ဖြက်စည်းရဲ့နယ်ဖျားမှာဖြစ်သလိုကုတမှုရဲ့အတွက်လည်းရေးပါနေသူဖြစ်ပါတယ်။နယ်ဖျားတော်မှာဖြက်စည်းခြင်းနဲ့ကုတခြင်းနှစ်ခုစလုံးဘလို့တည်ရှိနိုင်နေဆိုတာကိုဆက်ခမက်ကပြသနေတာဖြစ်ပါတယ်။ တဏှာကြီးကတော့အနေနဲ့ဖျောက်ရာဟာလူသားတွေကိုဒေါသထွက်တော့သူတို့ကိုအပြစ်ပေးကိုစက်ကမတ်ကိုဆေးလွှတ်ခဲ့လို့ဆိုကြပါတယ်။စက်ကမတ်ဟာအင်အားကြီးလွန်တာကြောင့်ထိန်းချုပ်လို့မရခဲ့ပါဘူး။ရာဂိုရိုင်းသူ့ကိုစိတ်ငြိမ်သောဝိုင်းနီနဲ့လဲစားခဲ့ရတယ်လို့ဆိုကြပါတယ်။အမလီတယောက်ကတော့နက်ဒစ်ပါ။နက်ဒစ်ကခြေခွဲမှုနဲ့ကွယ်လွန်ခြင်းတို့ရဲ့နတ်ဖျားမှတယောက်ဖြစ်ပါတယ်။မြသောအပြင်တိတ်တိတ်ဆိတ်ဆိတ်နေတဲ့သူပါ။ဒါပေမဲ့စိတ်ဝိညာဉ်တွေကိုအပါလောကစီဘေးကင်းစွာလမ်းပြဟာတေသူတွေကိုကာကွယ်ပေးလိမ့်ရှိပါတယ်။သူမှာတော်ခွေးကောင်းနက်ဖျားအနုပိစီရဲ့မိခင်လေးဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ကောင်းကင်နတ်ဘုရားမှာနှုတ်ဖြစ်ပါတယ်နတ်ဘုရားမှာတယောက်အဖြစ်နဲ့ကောင်းကင်ကြီးကိုစိတ်ကူးရင်ကြည့်လိုက်ပါသူမရဲ့ကိုဟာကဘာမင်းကြီးပေါ်မှာဖျံခင်းထားတာတွေ့ရပါလိမ့်မယ်အီဂျီရဲ့ကောင်းကင်ဟာနတ်ဘုရားမှာတယောက်ဖြစ်ပါတယ်သူ့နာမည်ကနှုတ်ပါကောင်းကင်နတ်ဘုရားမှာဖြစ်တဲ့အတွက်ဂျယ်ရီလာရဲ့နေရီမွေးဖွားပေးခဲ့သူပါဒီနေ့ဖျားကြီးကဟာညရောက်တိုင်းသူမရဲ့ခန္ဓာကိုယ်လျှောက်ခီးထွက်အပါလောကကိုပြန်တရင်နဲ့အာယုံတက်ချိန်မှာပြန်လည်မွေးဖွားလာလိမ့်ရှိပါရဲ့။နံပါတ်6နဲ့ဖျားမှာကတော့ Matt ဖြစ်ပါရဲ့။ Matt ဟာနတ်ဖျားတော်အားသမကအခြေခံသဘောတရားတည်းရလည်းဖြစ်ပါရဲ့ သူမဟာအမှန်တရားဟန်ချင်ညီမှုနဲ့တရားမျှတမှုတွေကိုကိုးစားပြုပါတယ်။ရှင်းအောင်ကြီးမှာလူတယောက်တည်းကရင်အဲ့ဒီသူကကောင်းမွန်စွာနေထိုင်ခဲ့တာဆိုတာကိုသိရဖို့သူ့ရဲ့နှလုံးသားတွေကိုမှတ်ချက်အတောင်ပိုင်းနဲ့ချိန်ညှိရပါတယ်။မှတ်မရှိခင်ခွာကြီးကဖျိုးဖျဲကြသွားပါလိမ့်မယ်။နောက်ဆုံးတယောက်ကတော့ကိမိကောက်နဲ့ဖျားမှာစကက်ဖြစ်ပါတယ်။စကက်ကိုလူအမျိုးသမီးနဲ့ကိမိကောက်ရဲ့မျိုးဆက်အဖြစ်တရုတ်ပေါ်လေးရှိကြပါတယ်။သူမဟာအစိပ်ပြင်းနဲ့ကြိုက်ခြင်းမှုတွေသူတပင်းကိမိကောက်ကြိုက်တာတွေကိုကူစားတဲ့နတ်ဖျားမှာပါ။ အစိအဖျားနဲ့ကိမိကောက်ကြိုက်တာတွေကိုကုတာကိုလူတွေကစက်ကစီဆူတောင်းခဲ့ကြပါတယ်။ဒါပေမဲ့ကာကွယ်သူဖြစ်ဆောင်ရတာအပြင်နတ်ဘုရားမဟာအပြစ်ရှိသူတွေကိုလည်းအပြစ်ပေးတတ်ပါတယ်။အစိပေးတဲ့တော်တွေကိုသူတို့စီစိတ်လွင်တက်ခတ်ခိုင်းတာပါ။စက်ကရဲ့အရေးပါဆုံးတာဝန်ကတေဆုံးသွားသူတွေရဲ့ကိုယ်ဝင်ပါတွေကိုထိန်းသိမ်းထားတဲ့ကနုတ်ပိချအိုးခွက်တွေကိုစောင့်ကြည့်ခြင်းဖြစ်ပါတယ်။သူမဟာ ISIS နဲ့ Horus တို့တာမီနီယောကိုစက်တရံကနေကာကွယ်ပေးခဲ့သူတယောက်လည်းဖြစ်ပါတယ်။ ဒီနေ့ပြန်မာတွေဟာရှေးအောင်အကြီးမှာကိုယ်ဝယ်ခံရမှာကစစ်ခင်လေးစားကြောက်ရွံ့ခံရသူတွေပါနောက်တော့ဆွမ်းအားနဲ့ကာဝယ်မှုအချစ်နဲ့ဆုံးရှုံးမှုအသက်နဲ့မရဏကိုကိုးစားပြုကြပါတယ်တျောက်ရှင်းစီကကဘာကြီးရဲ့ဟန်ကျင်ညီမှုကိုထိမ့်သိမ့်ပြီးတာဝန်ရှိခဲ့ကြပါတယ်အဆုံးထိနောက်တော့ပြီးတော့လို့ကျေးဇူးတင်ပါတယ်ဗျာဗီဒီယိုလေးကိုကြည့်နေတဲ့တယ်ဆိုရင်တော့ like and subscribe လုပ်ပြီးတော့မျှပါနေအောင်နော်